မရဏပညာတဲ့တရားမယ်ဆိုတဲ့အမှတ်တည်ခြင်းတရား၌ပတ်သက်ပြီးတော့စိတ်ထဲမှာစွဲမှတ်ထားတဲ့တင်ညာမျိုးပွားပွားများရမယ်လို့ဆိုအဲ့တမန်လူတွေကတော့စဉ်းစားမယ်ဟိုတည်ခြင်းတရားဆိုတာမတွေးချင်ပါဘူးစိတ်ပြည့်စရာကြီးလို့အောင်းမိနော်တချို့ကတေးတာကိုစဉ်းစားရင်စိတ်ဓာတ်ကြရတယ်ဆိုပြီးတော့မစဉ်းစားချင်ကြဘူးဘယ်ဘက်ကိုစိတ်ဓာတ်ကြတာလဲ ကိုယ့်ကိုပြန်စဉ်းစားကြည့်ဖို့စိတ်ဓာတ်ကြတယ်ဆိုတာဘယ်ဘက်ကိုစိတ်ဓာတ်ကြတာမကောင်းမှုအကုသိုလ်တွေလောကမှာစိတ်ဓာတ်ကြတာလားပျော်ရွှင်ရမှာစိတ်ဓာတ်ကြသွားတာလားဘယ်ဘက်ကိုစိတ်ဓာတ်ကကြသွားတယ်လဲဆိုတာစဉ်းကျင်စဉ်းစားပြီးအဲ့တော့မြတ်စွာဘုရားကတော့မရဏတညာပွားပေးပါတဲ့ပွားမှုပွားနေရတော့ဘယ်လိုပေးရမလို့ဘယ်လိုပွားရမလို့ဆိုဩတေချင်းတရားဆိုတာလူတိုင်းပဲရင်ဆိုင်ရမှာပဲ